ဒီနေ့ဗီဒီယိုလေးမှာတော့ zone focus အကြောင်းကို sharing လုပ်ပေးချင်ပါတယ် zone focus ဆိုတာဘာလဲဘယ်နေရာမှာအသုံးများလဲဆိုတာကိုရှင်းပြပေးကြပါမယ် zone focus ဆိုတာကတော့ focus ကိုကိုရိုက်မဲ့နေရာအနေထားလေးတစ်ခုမှာကန့်တက်ပြီးတော့ကျူဖြတ်ထားတာကို zone focus လို့ခေါ်ပါတယ်ဥပမာဆယ်ဘီအကွာဝေးမှာရှိတဲ့အရာဝတ္ထုတစ်ခုလူတယောက်ရိုက်မယ်ဆိုရင်ဒီမှန်ဘလူးဘက်မှာရှိတဲ့ဆယ်ဘီကိုလှည့်လိုက်မယ်၃ဘီဆိုရင်၃ဘီကိုလှည့်ပြီးရိုက်တာပဲဖြစ်တယ်ဒီနည်းလမ်းကိုအများဆုံးကတော့ street photography မှာတော်တော်များများသုံးကြရတယ် auto focus စနစ်တွေကဘလောက်ပဲကောင်းကောင်း zone focus စနစ်ကိုတော့မှီမှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့လူတယောက်တည်းရှိနေတဲ့အချိန်မှာ eye focus ကအလုပ်လုပ်တာမှန် ်တယ် Facebook ကအလုပ်လုပ်တော့မှန်တယ်တကယ်လို့လူက2ယောက်ဖြစ်သွားမယ်3ယောက်ဖြစ်သွားမယ်ဆိုလို့ရှိရင် ဘယ်မျက်နှာကိုဦးစားပေးပြီးတော့ focus ဖြတ်မလဲဘယ်လူကိုဦးစားပေးပြီးဖြတ်မလဲဆိုတော့ပြဿနာလေးရှိလာတယောက်တည်း portrait ရိုက်တဲ့ဆိုတဲ့အချိန်မှာပြဿနာမရှိဘူးဒါပေမဲ့ group photo ရိုက်တဲ့အခါမျိုးဒါမှမဟုတ်ရင် subject က၄၅ခုဖြစ်နေမယ်အဲ့လိုမှမဟုတ်လို့ရှိရင်လည်းနီးရဲဟာပေါ့နော်အနည်းဆုံးမှရှိနေတဲ့လူပဲမျက်နှာကိုဖြတ်မှာလားဘယ်လိုပြဿနာတွေအများကြီးပဲရှိတယ် focusing စနစ်ကဘလောက်ပဲကောင်းကောင်း street photography မှာကြတော့ကင်မရာနဲ့ frame တည်ပြီးဆိုတဲ့အချိန်မှာ focus ကိုချိန်လို့မရပါဘူးတခါလေ focus ဖြတ်ထားပြီးသားဖြစ်မှသာလင်ကျွန်တော်တို့ရိုက်ဖို့အတွက်ကိုမြန်မာပဲဖြစ်မယ် street photography ာဖီမှာတော့တက်နိုင်သမျှအမြင်နိုင်သမျှအမြင်လုံးရိုက်ဖို့ကအရင်ရေးကြည့်တယ်မြေတောင်တစ်ခက်အတွင်းမှာအများကြီးပြောင်းလဲနိုင်တယ် journalism နဲ့ documentary photography မှာလည်းဒီစနစ်က၃လ၃တာရှိကြတယ်ဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုကိုကျွန်တော်တို့မှတ်တမ်းတင်မယ်ဆိုရင်ထင်ကြလို့ရှိရင်ကိုကအမြဲတမ်းအမြဲတမ်း focus ကပြက်ပြီး ready ဖြစ်နေမှရမယ်အဲ့ဒီခါကျလို့ရှိရင်ကျွန်တော်တို့ကကင်မရာက auto mood နဲ့ရိုက်တာလည်းဖြစ်ကောင်းဖြစ်မယ် exposure ကိုကြိုပြီးတော့ prediction လုပ်ထားမယ်ကြိုပြီးတော့မရိုက်ခင်မှာပြင်ဆင်ထားမျိုးလည်းဖြစ်နိုင်တယ်ဆိုတော့ exposure မှန်ဘလောက်မှန်မှန် ျွန်တော်တို့ focus မပြောင်းရင်ဘာမှလုပ်လို့မရအောင်ကျွန်တော် focus နဲ့ကအရင်အရေးကြီးတယ် raw နဲ့ရိုက်တယ်ဆိုလို့ရှိရင်အလင်းမောင်ကိုပြန်ပြီးတော့ adjust လုပ်ရတာကခက်ခဲခဲဘာမှမရှိဘူးဒါပေမဲ့ focus မပြောင်းဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့က focus ကိုပြန်ဖြတ်ပေးလို့မရအောင် sharpness တွေတင်လို့မရအောင်ဘာဆိုဘာမှလုပ်လို့မရတော့ဆိုတော့ဒီလိုမျိုးပြဿနာတွေမဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က zone focus ကိုတုံးပြီးရိုက်မှာပဲဖြစ်မယ် zone focus အကြောင်းပြောပြီးဆိုတာနဲ့ကျွန်တော်တို့ကဘာပါလာလဲဆိုတော့ dead of feel လေးပါပါလာတယ်အပါရှား2.0နဲ့ရိုက်မယ်ဆိုရင်ပါရှားဖွင့်ရိုက်တာဖြစ်တဲ့ကြောင့်မလို့လင်းအားတော့များတယ်ဒါပေမဲ့ပြတ်သားမှုကတော့အားနည်းနေလိမ့်မယ်ကျွန်တော်တို့ကပြတ်သားမှုများများနဲ့လိုချင်ပြီဆိုရင်တော့တေချာ တယ်5.8လောက်ထားရမယ်အလွယ်ဆုံးပြောရမယ်ဆိုလို့ရှိရင်ဒီ manblue ပေါ်မှာရေးထားတဲ့ data ပေါ့နော်ဒီ data လေးနဲ့နမူနာပြပြီးရှင်းပြပေးမယ်အခုနောက်ပိုင်း mirrorless camera တွေမှာကတော့ dead of fee က ကြည့်ရတာနည်းနည်းလေးတော့ခက်ကောင်းခံနိုင်တယ်ဒါပေမဲ့ Dot of Fickle Calculator ဆိုတဲ့ app လေးတွေကိုဒေါင်းပြီးတော့သုံးမယ်ဆိုလို့ရှိရင်လည်းကိုရိုက်နေတဲ့မှန်ဘလူးရဲ့ Valent ရဲ့ကိုရိုက်တဲ့ subject ရဲ့အကွာဝေးရဲ့ကိုရိုက်နေတဲ့ Aperture ရဲ့ကိုထည့်ပေးလိုက်လို့ရှိရင်ပြတ်သားမှု area ဘယ်လောက်ရှိလဲဆိုတဲ့ဟာလေးကို automatic တွက်ချက်ပေးမှာဖြစ်တယ်ဆိုတော့အရင်ကကမှန်ဘလူးတွေမှာကတော့ကျွန်တော်တို့က app လည်းမရှိဘူးဒီ Focus Guide နဲ့ Dot of Fickle ကမှန်ဘလူးမှာထည့်ပေးထားမှသာလင်းဓာတ်ပုံဆရာကရိုက်ရတာတွက်ချက်ရတာလွယ်ကူမှာဖြစ်တယ်ပေါ့နော်ခုနောက်ပိုင်းတော့ app ဒီပေါ်လာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကတော်တော်များများလေးအဆင်ပြေလာကြတယ်ဒီမှန်ဘလူးဘက်မှာ ပါတယ်ဒီ debt of fee နဲ့ focus zone ဘယ်လိုထားမလဲဆိုတာလေးကို sharing လုပ်ပေးချင်ပါတယ်ဒီမှန်ဘယ်လိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပါရှာရှိတယ်ဒါက ကိုတကယ်သုံးမဲ့အပါချပေါ့နော်ဒီအနီအောင်လေးနဲ့ဟာကကြတော့ကျွန်တော်တို့ကဒီ debt of fee ပြတ်မဲ့ zone ပေါ့နော်ဒီဘက်မှာ4ဆိုရင်ဟိုဘက်မှာလည်း4ရှိရဒီမှန်ဘလူးပေါ်မှာပါတဲ့စာတွေကိုကြည့်ပြီးတော့ကိုရိုက်နေတဲ့အပါချရဲ့ကိုဖြတ်ထားတဲ့ focus အကွာဝေးရဲ့ကိုကြည့်ပြီးတော့ debt of fee ကဘယ်လောက်ထိပြတ်မလဲဆိုတာကိုကျွန်တော်တို့ကခန့်မှန်းလို့ရမှာပဲဖြစ်တယ်ဒီဟာကိုခန့်မှန်းလို့ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမန်းကြီးလေးနဲ့စေဘီအကွာရိုက်မယ်ဆိုရင်စေဘီရဲ့အနောက်ဘယ်လောက်ထိကို focus ပြတ်သွားမယ်၃ဘီအကွာမှာထားလိုက်လို့ရှိရင်၃ဘီရဲ့အနောက်ဘယ်လောက်ပြတ်သွားမလဲဆိုတာကိုအလွယ်တကူသိမှာပဲဖြစ်တယ်ဒီမှန်ဘလူးက28 mm ဖြစ်ပါတယ်28 mm Peter ဆိုတော့ white အမျိုးအစားမှာပါတယ် white man blue တွေတော်တော်များများက death of fee ပို့ပြီးတော့ကျဲတယ်ပြတ်သားမှု area ပုံများလေးများလားရှိတယ် tally ဖြစ်သွားပြီဆိုတာနဲ့ပြတ်သားမှု area လေးတွေကနည်းသွားမှာပဲဖြစ်တယ်ဗောနော်မှန် blue ကြောင့်မို့လဲ death of fee က effect ဖြစ်သလို aperture နဲ့ distance ကြောင့်မို့လဲ effect ဖြစ်ပါတယ်မှန် blue ပေါ်မှာပါတယ်ကိုရိုက်မဲ့ aperture ကို11ရွှေ့လိုက်တယ်ကိုရိုက်မဲ့ subject ကကျွန်တော်တို့9ပေကိုလှည့်လိုက်မယ်ဗောနော်ဒါဆိုလို့ရှိရင်ကိုရိုက်မဲ့ aperture က17ပါဒီအဖြူရောင်စာလေးတွေကကျွန်တော်တို့ပေဗောနော် fee ဆိုပြီးရေးပေးထားပါတယ် ဒီ fee ဆိုပြီးရေးပြီးတဲ့ဟာကကျွန်တော်တို့ focus ဖြတ်မဲ့နေရာက9ပေဆိုဖြတ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာရေးထားတဲ့ aperture 17ဆိုတာလေးရှိပါတယ် aperture 17ကဒီဘက်ချမ်းမှာလည်းရှိတယ်ဒီဘက်ချမ်းမှာလည်းရှိရဲဆိုတော့ aperture 17နဲ့ရိုက်မဲ့တာဆိုလို့ရှိရင်ကျွန်တော်တို့က9ပေအကွာဝေးမှာရှိတဲ့ subject ကို အပါချာ71ထားပြီးရိုက်မယ်ဆိုလို့ရှိရင်၄ပေးရနေပြီးတော့ infinity ထိပြက်မယ်လို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ကအပါချာကိုပြောင်းလိုက်မယ် focus ကိုတော့မပြောင်းတော့ဘူးအပါချာ4ဖြတ်သွားပြီဒီမှာရှိနေတဲ့ dot of fee က4နှစ်ခုကြားထဲကိုကြီးလိုက်မယ်ဆိုလို့ရှိရင်9ပေပတ်လေ၄ပေါ့နော်ဆိုကြပါစို့10ပေနဲ့6ပေဝင်းကျင်လောက်ပေါ့နော်9ပေအကွာဝေးမှာရှိတဲ့ subject ကိုအပါချာ4ထားပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်10တပေနောက်တပေလောက်ပေါ့နော်အားလုံးပေါင်းမှာ dot of fee က2ပေလောက်ပဲပြက်မယ်တကယ်လို့ကခုနကပြောတဲ့71နဲ့သာဆိုလို့ရှိရင်ကျွန်တော်တို့က9ပေကနေစမယ်ဆိုလို့ရှိရင်ကျွန်တော်တို့4ပေကနေစပြီးတော့ infinity ထိပြက်မယ်အနည်းဆုံးက ၄ဘီတီပြတ်မယ်အဝေးဆုံးကကြတော့ infinity တီဖြတ်သွားမှာဖြစ်တယ်ဒီ focus zone စနစ်ကိုတုံးမယ်ဆိုရင် ဒတ်တော့ဖီကိုနားလည်ရမယ်ဒီမှန်ဘလူးပေါ်မှာပါတဲ့အကြောင်းအရာကိုသိရမယ်ကိုယ့်ရဲ့မှန်ဘလူးကဒီလိုမျိုးစာတွေမပေါဘူးဆိုလို့ရှိရင်ကျွန်တော်တို့ခုနပြောထားတဲ့ဒတ်တော့ဖီကယ်ကူလေတာ app လေးကိုဒေါင်းပြီးတော့ကြည့်မယ်ဆိုရင်ကြည့်လို့ရပါတယ် free app တွေလည်းရှိသလို paid app တွေလည်းရှိပါတော့ဒတ်တော့ဖီကယ်ကူလေတာလေးတစ်ခုကတော့ဓာတ်ပုံဆရာတွေအတွက်လက်ဆွဲလေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘလောက်အကွာအဝေးမှာရှိတယ်ဘယ်မှန်ဘလူးနဲ့ရိုက်မယ်ဘယ်ပါချထားပြီးရိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ focus ပြတ်တဲ့ဇုံကဘလောက်ထိကို focus ပြတ်သွားမယ်ဒတ်တော့ဖီကဘလောက်ထိရှိမယ်ဆိုတာကိုကျွန်တော်တို့တွက်ချက်လို့ရမှာဖြစ်တယ်ဒါကဘယ်သူမှတော့အလွတ်မရပါဘူးအလွ ွယ်တကူပဲမှတ်ကြတာပေါ့နော်အပါချာ71ဆိုရင်ဘယ်လောက်တော့ပြတ်မယ်ဆိုတာမှန်းချင်နေတွက်ချက်ပြီးရိုက်နေကြတာပဲဖြစ်တယ်ပီနဲ့ အကွာဝေးအတိကျ focus ဖြတ်မယ် depth of field ကိုအတိကျလိုချင်တယ်ဆိုလို့ရှိရင် depth of field calculator ရဲ့ဒီ focus ရဲ့ကိုချိန်ညှိပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ sharpness နဲ့ကိုလိုချင်တဲ့ depth of field ကိုရမှာပဲဖြစ်တယ် zone focus ရိုက်တဲ့မရိုက်တဲ့ကတော့ကိုရိုက်နေတဲ့ photography အမျိုးအစားပေါ်ပဲမူတည်ပါတယ် wedding လိုဟာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ AC အချိန်ရတယ်ဆိုလို့ရှိရင် zone focus မလိုဘူး street photography တို့ journalism photography တို့မှာကျတော့ကျွန်တော်တို့ကမြင်မြန်သွားမယ်မြင်မြန်ရိုက်မယ်ဆိုတဲ့အခါကျတော့ focus ပြတ်ဖို့လည်းအရေးကြီးတယ် exposure မှန်ဖို့လည်းအရေးကြီးတယ်အကြောင်းအရာတွေကအများကြီးပဲဗောနော်ဟိုရိုက်ကွင်းပေါ်ရောက်တော့မှကျွန်တော်တို့ ISO ဘလောက်အပါချာဘလောက်ဖြတ်တာဘလောက်ထားမယ် focus ကဘလို့ဆိုပြီးတော့သွားလုံနေလို့မရအောင်အမြဲတမ်း ready ဖြစ်နေအောင် exposure triangle ကိုပြင်ထားမယ်ဒါမှမဟုတ်ရင် exposure မစင်းစားခြင်းလို့ဆိုလို့ရှိရင်တော့မှကျွန်တော်တို့က auto move ဗောနော် B mode တို့ထားမယ်ကြက်သားမှုမရအောင်အပါချာ priority ထားပြီးရိုက်လို့ရတယ်ဒါမှမဟုတ်ရင် action ဦးစားပေးရဆိုရင် shutter priority ထားပြီးတော့အပါချာကိုတင်းတင်းလျောက်ပတ်တဲ့ဟာထားမယ်အလင်းအမှောင်အနေထားပေါ်မူတည် ISO ချိန်ထားပြီးတော့ auto move တွေတုံးပြီးရိုက်မယ်ဆိုရင်လည်းရိုက်လို့ရတယ် focus ဖြစ်တဲ့နေရာမှာမြန်ဆန်မှုနှုန်းကတော့ကင်မရာမော်ဒယ်ပေါ်လဲမူတည်နိုင်သလို မန်ဘရူးမျိုးစားပေါ်လဲမူတည်နိုင်ပါတယ်အခုနောက်ပိုင်း mirrorless ကင်မရာတွေအကုန်လုံးက focus ဖြတ်တာအယမ်းမြန်နဲ့တိကျတယ်ဆိုပေမဲ့ကျွန်တော်တို့ street photography မှာကတော့ portrait photography လိုမျိုးအပါချာဖွင့်ရိုက်တဲ့ကိစ္စမျိုးတွေကနည်းတယ်အပါချာချစ်ပြီးတော့ပြတ်သားမှုများများနဲ့နောက်မှရှိနေတဲ့ story တို့ action တို့ကိုပို့ပြီးတော့ဦးစားပေးတာရိုက်တာဖြစ်တဲ့ကြောင့်မလို့ focus ကအများနဲ့ပြတ်နေဖို့အတွက်ကိုဇုံစနစ်ကိုသုံးမှာပဲရတယ်ဇုံစနစ်ကဘယ်သူတော့သုံးတဲ့နဲ့ဘယ်သူတော့မသုံးတဲ့ဆိုတာတော့ကျွန်တော်အရင်မပွားဘူးကျွန်တော်အရင်ဝယ်တင်ရိုက်တုန်းကဆိုလို့ရှိရင်တော့ကျွန်တော်က focusing ကိုကျွန်တော်ဘယ်မှမမထားဘူး center မှာပဲထားတယ် ဘာလို့လဲဆိုစင်တာမှာကျွန်တော်တို့ lock လုပ်ပြီးွားပြီဆိုလို့ရှိရင်ခုနပြောတဲ့ zone စနစ်လိုပဲပေါ့နော်ကျွန်တော်ဥမာ save အကွာဆိုလို့ရှိရင် save အကွာကို focus ဖြတ်လိုက်တယ်ဖြတ်ပြီးွားပြီဆိုတဲ့ခါကျရင်ကျွန်တော် focus cloud ကိုမထိတော့ဘူးကျွန်တော်သုံးနေကြ back button focus ပေါ့နော် back button focus နဲ့ကျွန်တော် focus ဖြတ်ထားပြီးွားပြီဆိုရင် shadow နောက်ဆုံးလေးပဲလုပ်ပြီးွားတော့ရိုက်လိုက်တယ်ဆိုတော့ဒါလိုရိုက်ချင်းအပြင်ကျွန်တော်တို့က focus strap ကလည်းစိတ်ချရတယ်ပေါ့နော် manual focus တော့မဟုတ်ပေမဲ့ကျွန်တော်ရဲ့ back button focus knee snick ကလည်း focus တစ်ခါချိန်ပြီးွားပြီဆိုရင် shutter cloud နဲ့ focus ဖြတ်တဲ့ cloud နှစ်ခုကိုခွဲပြီးတော့ပိုင်းခြားလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ zone focus သဘောတရား နဲ့တော့တူပါတယ်အဲ့ခါကျတော့ကျွန်တော် wedding ရိုက်ပြီဆိုလို့ရှိရင်လည်း focus ကကိုပြန်မဖြတ်မချင်း focus ကအလုပ်လုပ်မှာမဟုတ်ဘူးဇုံသဘောတရားတိုင်းကိုယူပြီးတော့ရိုက်တာပဲဖြစ်တယ်အဲ့ဒါကြောင့်မို့လဲကျွန်တော်က back button focus ကို သဘောကျတယ်အသုံးပြတာပဲဖြစ်ပါတယ်ဒီနီလန်းကအပါချဖွင့်သုံးမယ်ဆိုရင်တော့နည်းနည်းလေးခက်ခဲဖြစ်ကောင်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ dead of fee ကျင်းသွားလို့ကျွန်တော်အတွေ့အကြုံအရပြောရမယ်ဆိုရင်တော့အပါချ4 5.6အထက်မှာသုံးတာကတော့ပိုပြီးတော့ကောင်းတယ်ဖြည်းဖြည်းချင်းစီတော့ကျင့်ယူရမှာပဲကျွန်တော်တို့ကိုယ်တိုင်လည်းအခုချိန်ထိရိုက်နေတယ်ဆိုပေမဲ့ဒါလွဲချော်တဲ့အမားတွေကတော့ရှိမှာပဲလူတိုင်းကတော့အမားနဲ့မကင်းဘူးကျွန်တော်တို့က pro မှုတ်လို့ဆိုပြီးတော့ကျွန်တော်ရိုက်တဲ့ပုံတွေကလည်းတခါတလေ focus ကပြတ်ရှင်မှပြတ်မှာ error ကတော့ရှိကောင်းရှိနေတယ်တခါလေ focus ကိုတိကျမှဖြတ်မိလိုက်တဲ့ဟာပော့လျော့သွားတဲ့ဟာစကားပြောနေရင်လည်းအဲ့လိုပေါ့နော်တစ်ခုခုမှာ the တိလက်လွတ်တစ်ခုခုဖြစ်သွားပြီဆိုတော့ねကင်မရာကအဲ့လို error ကတော့တက်မှာပဲအဲ့လို error နေချင်းလေဆိုလို့ရှိရင်တော့ကျွန်တော်တို့အများကြီးဂရုစိုက်ရတယ်အာယုံပြက်နှုတ်လို့မရဘူးเนาะဘလောက်ပဲအာယုံဆုဆိုင်မှုကောင်းကောင်းလူဆိုတာကတော့အမှားနဲ့ကင်းမှာမဟုတ်တစ်ချက်တစ်ချက်တော့ကျွန်တော်မှားကောင်းတော့မှားမှာပဲဒါမှမှားချင်ဘူးဆိုလို့ရှိရင်တော့ဂရုစိုက်ပြီးတော့ရိုက်ဖို့ပဲလိုပါတယ် zone focus အကြောင်းကတော့ဒီလောက်ပါပဲမရှင်းတာမသိရရှိရဆိုရင်ကျွန်တော် comment မှာမေးခဲ့လို့ရတယ်နောက်ထပ် video တွေမှာတွေ့မယ်เนาะ